ောင်စီလက်အောက်ခံရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကပြပတင်မောလိုက်လိုတဲ့တင်မောသားအစ်စ်တွေအတွက်မှတ်ပုံတင်ထုတ်ပေးရမှာအသက်25နှစ်မကျော်လွန်သူတွေကိုသာထုတ်ပေးမယ်လို့ဇွန်လ26ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲဒီဆုံးဖြတ်ချက်ဟာပြပကိုရောက်ရှိချိန်မှာမြန်မာတင်မောသားတွေချမ်းရှိစာချုပ်မပြည့်ခင်တင်မောကဆင်းပြီး အခြားနိုင်ငံမှာနေထိုင်တာတွေများလာတာကြောင့်လို့စစ်ကောင်စီကအကြောင်းပြထားပါတယ်။ အဲ့ဒီကန့်သက်ချက်ဟာဇူလိုင်လ၁ရက်နေ့နောက်ပိုင်းတင်မောသားမှတ်ပုံတင်တဲ့လုံသက်မှတ်တမ်းစာအုပ် SIRB ရှောက်လွှာထုတ်ယူသူတွေနဲ့စတင်သက်ဆိုင်မယ်လို့သိရပါတယ်။အသက်25နှစ်အောက်တွေဆိုတင်မောလိုက်လို့ရမယ်။တကယ်လုံးလုံးနိုင်တဲ့အရွယ်25နှစ်အထက်လူသစ်တွေဆိုမရဘူးလို့ကြားနေတယ်။လူဟောင်းတွေကတော့သွားနေတော့မယ်။တင်မောသားတွေကသူတို့စစ်ကောင်စီကိုဒေါ်လာရှာပေးနေတာလေလို့တင်မောကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းအမျိုးသမီးတူက ARD Times ကိုပြောပါရတယ်။ စစ်ကောင်စီရဲ့အခုလိုကန့်သက်ချက်ကြောင့်အသက်25နှစ်အထက်လူငယ်တွေရဲ့တင်မောတာဖြစ်ခွင့်နဲ့အလုတ်ကင်ခွင့်လန်းတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့နိုင်ငံတကာဈေးကွက်မှာတင်မောပိုင်ရှင်ကုမ္ပဏီတွေကကျန်းမာငယ်ရွယ်တဲ့တင်မောသားတွေကိုသာအသက်ကန့်သက်ခေါ်ယူအသုံးပြုလေ့ရှိကြောင်းနဲ့မြန်မာတင်မောသားများချမ်းရှိလှုပ်ခြင်းကြောင့်ယုံကြည်မှုရောကြကအလုတ်ကင်ခွင့်လန်းတွေ ထိခိုက်စေတယ်လို့ဖော်ပြထားပါတယ်။ သူတို့စစ်ကောင်စီကသာချမ်းရှင်းလုံလို့ယုံကြည်မှုရော့တယ်ပြောတာမြန်မာတင်မောသားတွေချမ်းရှင်းလုံတယ်လို့မကြဘူးစာချုပ်စာရမ်းနဲ့အကုန်ချုပ်ထားတာအာမခံကြီးလည်းတင်တရာပေးထားရတာလို့ပြည်ပတင်မောသားတူက ARD Times ကိုပြောပါရတယ် 2021ခုနှစ်နိုဝင်ဘာလအတွင်းကအသက်28နှစ်အရွယ်မြမအမျိုးသားတင်မောသားတဦးဟာနယူးဇီလန်ပင်လယ်ပြင်မှာတင်မောဘော်ကခုန်ချပြီးခေလုံခွင့်တောင်းခံခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိဘူးပေမဲ့လည်းမြမနိုင်ငံသားတွေမှာဂျမ်ရှင်လို့သူမရှိသလောက်လွန်စွာနဲပါတယ်လို့သိရပါတယ်အဲ့ဒီတင်မောသားဟာစာချုပ်သက်တမ်းပြည့်ပြီးနှစ်လအတွင်းမြန်မာနိုင်ငံကိုပြန်မှုစီစဉ်ထားပေမဲ့မိသားစုဝင်တွေပုံအောင်နေထိုင်နေရတာကြောင့်အိမ်ပြန်မာကအသက်အန္တရာယ်ရှိနေတာကြောင့် အခုလိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးရေထဲမှာ24နာရီကြာမျောပြီးနောက်ကဲတင်ချင်းခံခဲ့ရတယ်လို့သိရပါတယ်။တင်မောသားအစ်မှတ်ပုံတင်လျှောက်ထားရမှာ PCDRER ဆလွန်တင်နန်းစင်တွေ workshop scale တင်နန်းစင်တွေမြန်မာနိုင်ငံရေချောင်းပညာတက္ကသိုလ်နဲ့မြန်မာနိုင်ငံကုန်သွယ်ရေချောင်းကောလိပ်ကကျောင်းစင်တွေအပြင် အပျော်စီးတင်မောတွေမှာတာဝန်ထမ်းဆောင်မှုလူ့ရေးစစ်ဆေးပြီးသူတွေပါဝင်မှာဖြစ်ပါတယ်။ ဒါအပြင် Maritime English Proficiency Test MEPT အောင်မြင်ပြီးသူတွေပင်လယ်ပြင်လုံသက်ရှိပြီး SIRB စာအုပ်ထုတ်ပေးဖို့ရှောက်ထားသူတွေ LEC Service နဲ့တက်မတော်ရေးအငိမ့်စားတွေပါဝင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဟာစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းလူငယ်တွေကိုအတမစစ်သားစုဆောင်မှုတွေပြုလုပ်လာတာကြောင့်ပြည်ပထွက်ခွာလိုတဲ့လူငယ်တွေပုံမှန်များပြားလာခဲ့ပါတယ်။ စစ်ကောင်စီကအခုခါမှာစစ်မှုရန်တင်တဲ့အမှတ်စဉ်14ထိဖွင့်လှစ်ထားပြီးနိုင်ငံသားထွက်ခွာသူတွေကို အသက်ကန့်သက်ထိန်းချုပ်ကထွက်ခွာခွင့်မပေးခြင်းဖြစ်တယ်လို့တုံ့တက်မှုတွေရှိနေပါတယ်။